င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့ International Weekly Review အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်မှာကမ္ဘာသတင်းဌာနကြီးတွေမှာတပတ်အတွင်းဖော်ပြခဲ့ကြတဲ့နောက်ဆုံးရသတင်းတွေထဲကနေစိတ်ဝင်စားဖွယ်ရာသတင်းတွေကိုကောက်နှုတ်တင်ဆက်ပေးတော့ပါမယ်။ယခုတစ်ပတ်ကောက်နှုတ်တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အာရှမှာကလေးငယ်တွေအာဟာရချို့တဲ့မှုပုံမဆိုးရွားလာတယ်လို့ UNICEF ပြောလိုက်တဲ့သတင်း။နိုင်ငံကနယ်စပ်တွေတို့အိန္ဒိယရဲ့ရေစီးဆဲမှုကိုတားဆီးမယ်လို့ဝန်ကြီးချုပ်မိုဒီပြောလိုက်တဲ့သတင်း။ ထိုင်းမဟိုဘန်အုတ်ချုပ်ရေးမူယာဒူးအတွက်လာမယ့်သတင်းပတ်လျှောက်လွာစားခေါ်မယ့်သတင်းတွေနဲ့အတူဆိုဗီယက်ခေတ်အာဂါသားယင်ကမ္ဘာမြေပေါ်ပြတ်ကျဖွယ်ရှိတဲ့သတင်းပယောစိတ်ဘရင်မာတွေကိုမှောင်ခိုကူးဖို့ကြိုးပမ်းသူတွေကင်ညာမှာဒဏ်ရိုက်ခံခဲ့ရတဲ့အကြောင်းစားတဲ့စိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ရာသီဥတုပြောင်းလဲမှုကြောင့် အာရှမှာအာဟာရချို့တဲမှုပုံမဆိုးရလာစေပြီးကလေးတွေဟာကျန်းမာရေးနဲ့စားနပ်ရိက္ခာစနစ်ပြိုကွဲမှုဒဏ်ကိုခံနေရတယ်လို့ကုလသမဂ္ဂကလေးငယ်များဆိုင်ရာအေဂျင်စီ UNICEF ကပြောပါတယ်။ဒေတာရင်းအလယ်မြန်ဖွံ့ဖြိုးတိုးတက်မှုရှိပေမဲ့လည်းကလေးငယ်တွေဟာလိုအပ်တဲ့အာဟာရဓာတ်မရရှိသေးဘူးလို့အရှေ့အာရှနဲ့ Pacific ဒေတာဆိုင်ရာ UNICEF အာဟာရအကြံပေး Roland Kubaga ကမေလ6ရက်နေ့က CNN သတင်းဌာနကိုပြောကြားခဲ့တာပါ။ ရာသီဥတုပြောင်းလဲမှုကြောင့်ကျန်းမာရေးစနစ်တွေပေါ်ဖိအားတွေပုံပုံများလာပြီးယောဂကူးစက်မှုတွေဖြစ်လာနိုင်တဲ့အန္တရာယ်များတယ်လို့စင်ကာပူမှာပြုလုပ်တဲ့အခမ်းအနားတစ်ခုမှာရိုလန်ကူကာကပြောဆိုခဲ့တာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲရာသီဥတုပြောင်းလဲမှုကြောင့်စားနပ်ရိက္ခာစနစ်တွေထိခိုက်ရပြီးစားနပ်ရိက္ခာအရေးအသွေးနဲ့အရေးအတွက်ရောကျမှုနဲ့ကြုံနေရတယ်လို့သူကဆိုပါတယ်။အာရှမှာ ကလေးတွေဟာအာဟာရချို့တဲမှုပြဿနာဟာအရေးပိုကြီးလာပြီးကလေးငယ်16တန်း ြင်းပြင်းထန်ထန်အဟာရချို့တက်နေတယ်လို့သိရပါတယ်။ကလေးငယ်တွေကြားဗီတာမင်နဲ့သတ္တုဓာတ်ချို့တက်မှုတွေပိုများနေစေဖြစ်တယ်လို့လည်းဆက်လက်ပြောကြားခဲ့ပါတယ်။အိန္ဒိယအနေနဲ့သူတို့ရဲ့ရေတွေကိုနိုင်ငံတကာနယ်စပ်တဝမ်းမစည်းစင်းစေရတားဆီးသွားမှာဖြစ်တယ်လို့ဝန်ကြီးချုပ်နရန္ဒရာမိုဒီကပြောကြားခဲ့ပါတယ်။အခုဆိုအိန္ဒိယရေဟာအိန္ဒိယအကျိုးအတွက်ပဲစီးပါတော့မယ်။ အိန္ဒိယအကျိုးအတွက်ထိမ့်သိမ်းထားမှာဖြစ်ပြီးအိန္ဒိယတိုးတက်ရေးအတွက်ပဲအသုံးပြုတော့မှာဖြစ်ပါတယ်လို့မိုဒီကမေလ6ရက်နေ့ကပြောကြားခဲ့တာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံကိုအမိတက်ပြောဆိုတာမရှိပေမဲ့အိန္ဒိယကသူတို့ရဲ့အိမ်နီးချင်းနဲ့65နှစ်သက်တမ်းရှိတဲ့ရေမျှဝေသုံးဆွဲရေးသဘောတူညီမှုကိုရက်ဆိုင်လိုက်ပြီးတဲ့နောက်နှစ်ပတ်အကြာမှာမိုဒီကအဲ့ဒီတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာ ဟင်ဒူခရီးသွားတွေကိုစစ်သွေးကြွတွေပြစ်ခတ်တပ်ဖြတ်ပြီးတဲ့နောက်နှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာလာခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုအတွက်ပါကစ္စတန်ကကူညီပေးခဲ့တယ်လို့အိန္ဒိယကဆွဆွဲပြီးပါကစ္စတန်နိုင်ငံထဲမှာအကြမ်းဖက်သမားတွေရဲ့စခန်းတွေရှိနေတယ်လို့သူကပြောပါတယ်ပါကစ္စတန်ကညှင်းဆို့ထားချိန်မှာအိန္ဒိယကပါကစ္စတန်နိုင်ငံအတွင်းရှိအကြမ်းဖက်စခန်းတွေလို့ဆိုတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့ပါတယ်ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသရှိနေရာ၉နေရာကိုအိန္ဒိယက မေလ6ရက်နေ့ကဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။လူရှင်ဦးသေဆုံးခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကပြောကြားပြီးပါကစ္စတန်ရဲ့တိုက်ခိုက်မှုကြောင့်အိန္ဒိယမှာအရသား3ဦးသေဆုံးခဲ့ပါတယ်။အိန္ဒိယကနေပါကစ္စတန်ထဲကိုစီးဝင်တဲ့မြစ်တွေအများကြီးရှိပြီးပါကစ္စတန်စိုက်ခင်းတွေရဲ့80%ရာခိုင်နှုန်းအတွက်အရေးကြီးတဲ့ရေအင်းမြစ်တွေဖြစ်ပါတယ်။ လက်ရှိအုပ်ချုပ်ရေးမှူးစီတာဘုတ်ရဲ့၅နှစ်ရာဒူးသက်တမ်းစက်တင်ဘာလမှာဆုံးမသက်ခင်ဘိုးဘန်အုပ်ချုပ်ရေးမှူးအသစ်ဖြစ်လာမဲ့ကိုစလဲလောင်းပနာမစရင်ကိုထိုင်းရွေးချယ်ရေးကော်မတီကဇူလိုင်လ၂ရက်နေ့မှာရွေးချယ်ဖို့စီစဉ်ထားတယ်လို့ထိုင်းရာရှိသူကဆိုပါတယ်။ကမ္ဘာလုံးဆိုင်ရာအကုံတော်ရေးစစ်ပွဲဖြစ်ပွားနေချိန်ထိုင်းဗဟိုဘဏ်အုပ်ချုပ်ရေးမှူးအသစ်အနေနဲ့စွမ်းဆောင်ရေးရော့နေတဲ့အရှေ့တောင်အာရှရဲ့ဒုတိယအကြီးဆုံးစီးပွားရေးကိုပဲ့ကန်ရေး ခတ်ခဲတဲ့တာဝန်တရက်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ထိုင်းဥပဒေအရလက်ရှိအုပ်ချုပ်ရေးမှုရဲ့ယာဒူးတပ်တန်းမကုံခင်ရပ်ပေါင်း60အတွင်းဗန်နာယေးဝန်ကြီးအတွက်ကိုစလဲလောင်းနှစ်ယောက်အ ਨੇ ဆုံးရွေးချယ်ရေးကော်မတီကရွေးချယ်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီယာဒူးခံအမှုကိုဝန်ကြီးများအဖွဲ့နဲ့နန်းတော်ကသဘောတူခွင့်ပြုပေးရမှာဖြစ်ပါတယ်။မေလ23ရက်နေ့ကနေဇွန်လ4ရက်နေ့အထိရှောက်လွာတင်နိုင်ပြီးကောမဒီအနေနဲ့ဇွန်လ20ရက်နေ့မှာ အစည်းအဝေးထက်ပြီးကျင်းပသွားမယ်လို့သိရပါဗျ။ဘိုးဘန်လက်ထောက်အုပ်ချုပ်ရေးမှုနဲ့နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့စီးပွားရေးပညာရှင်ဟောင်းတို့ထိုင်းဘိုးဘန်အုပ်ချုပ်ရေးမှုဖြစ်လာဖို့ရေးပန်းဆောင်နေပါဗျ။အုပ်ချုပ်ရေးမှုစီတာပို့ရဲ့ယာဒူးတက်တန်းဟာစက်တင်ဘာလ30ရက်နေ့မှာအဆုံးသတ်တော်မှာဖြစ်ပါတယ်။အသက်60ရှိပြီဖြစ်တဲ့ကမ္ဘာပံစီးပွားရေးပညာရှင်ဟောင်းအနေနဲ့အငိမ့်စားယူရမယ့်အရွယ်ကိုရောက်နေတာကြောင့်ဒုတိယသက်တမ်းအတွက်လျှောက်ထားလို့မရတော့ပါဘူး။ ရာစုနှစ်တစ်ခုရဲ့ထဝက်ကျော်လောက်ဂျိုးပန်လန်းထဲပိမိနေခဲ့ပြီးတဲ့နောက် ဆိုဗီယက်ခေတ်အာဂါသရင်တစည်းရဲ့အစိပ်ပိုင်းဟာယခုသတင်းပတ်တွင် ကမ္ဘာမြေကိုပြန်လည်ကြားလာဖွယ်ရှိနေတယ်လို့သိရပါတယ်။ Cosmo 482အာဂါသရင်ကို Venus 2ခရီးစဉ်တစ်စိပ်တစ်ပိုင်းအနေနဲ့1882ခုနှစ်ကလွှတ်တင်ခဲ့တာဖြစ်ပြီးကမ္ဘာဂျိုးပန်လန်းအနိုင်ပိုင်းကလုံးဝမလွတ်မြောက်နိုင်ပဲတိကျအစိပ်ပိုင်း၄ခုဖြတ်သွားခဲ့တယ်လို့ NASA ကဖော်ပြထားပါတယ်။ အာကာသယင်စင်းသက်တဲ့အစိပ်ပိုင်းဖြစ်ပုံရတဲ့အစိပ်ပိုင်းတစ်ခုဟာမေလာဒုတိယပတ်မှာကမ္ဘာလေတူတဲကိုကြာဆင်းလာနိုင်တယ်လို့ဆိုထားပါဗျ။ပြန်ကြနိုင်တဲ့နေရာအပါအဝင်ပြန်လည်ဝင်ရောက်လာမှုနဲ့ပတ်သက်ပြီးမိမိတို့သိရှိထားတာအများကြီးမရှိကြောင်းနဲ့ပြန်ကြလာလို့မပြတ်စည်းပဲကြံရစ်နေတဲ့အစိပ်ပိုင်းရှိခဲ့ရင်လဲကမ္ဘာရဲ့80ရာခိုင်နှုန်းကိုရေတူးကလွှမ်းမိုးထားတာကြောင့်တိရစ္ဆာန်ထိခိုက်မှုမရှိနိုင်ဘူးလို့ NASA ကပြောပါဗျ။အာကာသယင်အပျက်စီးကြောင့်ထိခိုက်မှုဖြစ်နိုင်သေးတဲ့ ထိပေါင်းနိုင်ခြေကပိုများတယ်လို့ဥရောပအာဂါတာအေဂျင်စီအာဂါတာရဲ့အပြည့်အစည်းရှောင်ရှားရေးပညာရှင်စတိန်လန်မန်ကပြောကြားခဲ့ပါတယ်။ကမ္ဘာပေါ်ပြန်ကျလာနိုင်တဲ့အာဂါတာရဲ့အစိမ်းအပိုင်းဟာတန်ချိန်ထက်ဝက်လေးတယ်လို့သိရပါတယ်။ကင်ညာနိုင်ငံရဲ့ဂေဟာစနစ်အတွက်တံမိုးရှိတဲ့ပျော်စိတ်အကောင်ကြီးထောင်ပေါင်းများစွာကိုမောင်ကိုကူးမှုကျိုးပန်းသူ၄ဦးကို တရားရုံးကတူးစီပေါ်ဒန်ငွေကန်ဒေါ်လာ8800စီချမှတ်လိုက်ပါတယ်။ Belgium စဲကျော်တက်အရွယ်2ဦး VNN နိုင်ငံသား2ဦးနဲ့ကင်ညာနိုင်ငံသား2ဦးတို့ကို အာနာပိုင်တွေကဧပြီလ9ရက်နေ့ကဖမ်းဆီးခဲ့တာပါ။အရွယ်ကြီးမားတဲ့အာဖရိကပျောစိတ်ဘရင်မအကောင်ကြီး9440ကိုမှောင်ခိုကူးဖို့ဂျိုးပန်းခဲ့တဲ့ဖိရက်နှစ်ခုအတွင်းအဲ့ဒီလူလေးဦးကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီပျော်စိတ်တွေကိုဥရောပမှာ ။ online ကနေရောင်းရင်ယူရို8သိန်း9သိန်းလောက်ရနိုင်တယ်လို့ကင်ညာအရာရှိတွေကပြောပါတယ်။ပျော်စိတ်ဘယင်မတွေဥတဲ့ဥတွေကနေလှုပ်သားပျော်စိတ်တွေတိုက်ခိုက်ရေးပျော်စိတ်တွေနောင်ဘယင်မဖြစ်လာမဲ့ပျော်စိတ်တွေပေါ့မွေးဖွားနိုင်တာကြောင့်ကင်ညာခရီးစနစ်ထိန်းသိမ်းရေးမှာအရေးပါတဲ့အကောင်အထည်ဖြစ်နေတာပါ။ဖန်စီခံရသူအလုံးကအပြည့်ရှိကြောင်ထွက်ဆိုထားပြီးသူတို့အနေနဲ့ဒံငွေဆောင်မှုပြက်ကွက်ခဲ့ရင်ထောင်ဆန္ဒလချမှတ်ခံရမှာဖြစ်ပါတယ်။ဒီဖြစ်ရတွေကြောင့် တော်ရိုင်းတရိษံမှောင်ခိုကူမူဟာကျဲပြန့်တဲ့ကွန်ရက်တွေနဲ့ဆက်နွယ်နေတယ်လို့ပေါ်လွင်လာပါတယ်။ဖန်စီခံရသူတွေအားလုံးကသူတို့အနေနဲ့ဒီလိုပြောစိတ်တွေရောင်းဝယ်တာဟာတရားမဝင်ဘူးဆိုတာမသိဘဲလှုပ်ခဲမိတာဖြစ်တယ်လို့ထွက်ဆိုခဲ့ကြတာဖြစ်ပါတယ်။တန်လွင်ထိုင်းရဲ့ International Weekly Review အစီအစဉ်ကနေမေလဒုတိယပတ်တွင်ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။ ဒီစီစဉ်ကိုပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်လို့နောက်ပတ်တွင်မှာလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။တောင်လင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။